ဝမ်းသာပါတယ်ဘာလို့လဲဆိုတော့လေဆုပြေလေးရရှင်တို့ငငယ်လေးမိုးညိုင်မဲ့ပြူရိုက်တဲ့ရလဲအလေးမိုးလိမ့်တဲ့အချိန်မှာလေဆုပြေတို့ပါတယ်ပြောဆုပြေတွေကအနေအထိုင်တိုသိတာတဲ့အနေအထိုင်ကတိမ်မွေတာအဲ့အတွက်ကြောင့်လေအသူတမိုးထားတဲ့သူနဲ့ရရတဲ့အတွက်ကြောင့်လင်းရတော့ဝမ်းသာပါတယ်လင်းအမြဲပြောပါတယ်ဟိုအနုပညာသမားတွေဒီတယောက်နဲ့တယောက်ဟိုချစ်ကြတယ်ယူကြတယ်ဆိုတာတကယ်တမ်းကျတို့ကိုကြည့်လိုက်လို့ရှိရင်တို့မျက်နာမှာဟန်ဆောင်မှုရမ်းကင်းတယ်တကယ်ချစ်ချင်းမြတ်တာတွေပေါ်လွင်တယ်လို့လင်းရတော့ထင်တယ်အဲ့အတွက်ကြောင့် အဝံဝင်းရောက်ပေါင်းပါပါစေလို့ဆင်းဆုတောင်းပေးပါတယ်ချစ်ရမယ့်သူလက်ထပ်ရမယ့်သူတယောက်တည်းဖြစ်ခဲ့တဲ့ခါကျတော့အကန့်ကျွန်မမင်းကလေးတွေအတွက်အိမ်မက်ပဲလေအဲ့လင်းလဲအဲ့လိုအိမ်မက်ရှိရဒါပေမဲ့မပြည့်လာဘူးချစ်ရတဲ့သူတယောက်တည်းလေချစ်ရတဲ့သူနဲ့လက်ထပ်တဲ့သူတွေကျွန်တော်တို့ကချစ်ရတဲ့သူတွေကများခဲ့ပြီဆိုတော့လက်ထပ်တဲ့သူကလည်းများနေပါပေါ့တချစ်ရမယ့်သူနဲ့လက်ထပ်ရမယ့်သူတယောက်တည်းလေကျမတို့ကချစ်ခဲ့တဲ့သူတွေကအများကြီးဆိုတော့လက်အဲ့လိုမျိုးလားဆိုလက်ခံရမဲ့သူတွေလည်းအများကြီးပဲလေ။နော်မမရဲ့အဲပြောပြပါအောင်။ ူ့ကိုရှူတင်လိုက်တဲ့ make up ဆရာလေးကိုသူလိမ့်တယ်အဲ့တခုလေးအမှန်တိုင်းပြောရင်အမှန်တိုင်းပြောမယ်နော်ဟိုဆိုပြလိမ့်တဲ့ make up ဆရာကိုလင်းအဲချားမှုတယ်ပေါ့နော်မခင်ဘူးဒါပေမဲ့အဲ့စိတ်ဓာတ်ကိုတော့လင်းလေးစားတယ်ဘာကြောင့်လဲဆိုတော့အဲနမကြီးတဲ့လူနဲ့ဟိုမှဖြစ်ဘူးသူ့ရဲ့သူ့ကိုနင့်နာခံပေးတယ်ရှူတင်တွေမှာလိုက်ပေးတဲ့ make up ဆရာတယောက်ကိုဘာပြောသူတကယ်မင်္ဂလာယူတဲ့အချိန်မှာတကယ်ဟိုဒီသူ့ကိုနေရာပေးတဲ့အတွက်ကြောင့် ဘိုင်ဘီမာရဲ့ဆိုပြီးသူစဉ်ဟိဝင်ရဲ့မင်္ဂလာဆောင်ဆိုရင်ဒိန်းကျင်နဲ့မိကက်ဆရာတွေကအများကြီးမှမှသူ့ကိုတကယ်ကိုအနစ်နာခံပြီးတော့နှိမ့်ရှေလာများလိုက်ခဲ့တဲ့မိကက်ဆရာကိုပေးလိမ့်နေဆိုရဲကဒါတောင်းတောင်းစိတ်နဲ့တော့မရအောင်အဲ့ဒါကတော့သူ့ကိုအရန်ဟိုဖြစ်တယ်ချီးကျူးပါတယ်ဒီခေတ်မှာပြန်ရတော့လင်း producer အမနဲ့လည်းပြောထားတာကြပါပြီ။ အဲတနှစ်လောက်ပြောပြီးပြောပြီးတနှစ်လောက်ကြော်မှရိုက်ဖြစ်တဲ့ကားလေးဆိုတော့ဒါအမှတ်တရပါပဲပြီးတော့အမားနဲ့ရလဲခင်တယ်ပြီးတော့အမရဲ့အဲဒီ producer အမရဲ့အမလေးဒီ chair chair rose ဆိုရဲ chair နင်းစီဆိုရဲခါကား chair နင်းစီနဲ့လဲခင်နေတော့ဒီကားလေးကိုလဲရိုက်ကူးပေးပြတာပါဟုတ်သမင်ပုံစံကဒီသမင်ပြင်ရှေ့မှာလဲလုတ်ခိုင်းဒါဒါခိုင်းတာတော့လုတ်ထားပါရဲအတတ်နိုင်ဆုံးတော့အစင်ပြေအောင်တော့လေဟိုကိုလဲအရန်ဝါရင်တပါရင်တရုပ်ဆောင်ပညာရှင်ကြီးမဟုတ်တဲ့ခါကျတော့အကောင်းဆုံးတော့ အကောင်းဆုံးဖြစ်အောင်သေုပ်ဆောင်တာပါလေကြည့်ရတော့အဆင်ပြေတော့ number 1ချိန်ရတာဆိုတော့လေထက်နေတငယ်ချင်းဒါပေမဲ့အဲ့ထဲမှာမြင်အမြဲပြောပါစုတာအဲ့လိုနဲ့ငါနဲ့အသက်သိမ့်နေပါတယ်ဒီထဲမှာတော့ငါနစ်မွေးထားတဲ့တမိနဲ့တငယ်ချင်းလောက်ပါဆိုတော့နစ်တော်တော်အိုးနေပြီဆိုတော့တငယ်ချင်းကိုနောက်တာလေသူအဲ့မှာအမှတ်တရတော့အတန်ဝင်သွားတဲ့နေပေါ့နော်ထက်ထက်ရှူတင်းကြီးတောင်နားလိုက်ရလေအတူအော်ကိုအော်သူကသူကတယောက်က flow နေလို့မရဘူးသူက၃00ဆက်လုံးကအကုန်လုံးကကြီးရအမြင့်ဆုံးပဲဆိုတော့ကိုကနေနေတဲ့လူကြံခဲ့ပါဆိုတော့လေ ဲ့လိုအာယူယူပြီးတော့ပြောရတာဆိုတော့အရင် online တော့မကောင်းဆိုပေမဲ့လည်းအဲ trailer လေးတွေစီးရပြီလို့ထင်ပါတယ်အဲ့ထဲမှာအကောင်းဆုံးတော့လောက်ထားပါတယ်ဟုတ်အသက်ကြီးတာအရေးမကြီးဘူးသားရဲ့နှကကြီးကြီးပါတဲ့မိန်းမကိုဖမ်းဆုပ်နိုင်မှုအရေးကြီးတယ်ဟဲ့ငါချွတ်မှဒီမှာလေထင်တယ်ရလေဥက္ကဋ်ရောက်ခမထင်နေတာအော်ဘယ်လိုပဲဖြစ်ဖြစ်အစီတချို့တွေပြောရလေအဲမင်းသမီးဒီလိုချိန်မှာမင်းသမီးဆက်ကလေးကရှားတယ်ဘလွဲ့ပြထက်တော့ဆိုတော့လည်းပွင့်လင်းနေတယ်မှာပါတယ်လင်းခင်လဲခင်မို့ကောင်းတယ်ပေါ့နော်အဲ့တော့အဲ ဒီလိုမျိုးမှာကိုလည်းအဲဟိုလိုပြောမလဲပတ်မိုးပေးရတာဆိုတော့ပျော်ပါတယ်ညာလဲဝမ်းသာပါတယ်အပရိုဂျူဆာမအကိုလည်းကျေးဇူးတင်တယ်အမအကိုချစ်လို့လည်းဒီနေရာဒီထီကိုရောက်လာတာပါအဲ့လိုမျိုးဒီဒီကားရဲ့တော့လည်းနည်းနည်းလေးအဆင်မပြေတာလေးတော့ရှိတာပေါ့နော်တတ်နိုင်ဆုံးတော့ကိုစိတ်ကိုရှော့ပြီးတော့လှုပ်လှုပ်ဖြစ်ပါတယ်အတိုင်းတာခိုင်းတာတော့လှုပ်ပါတယ်အတကိုလှုပ်နိုင်တဲ့အတိုင်းတာတစ်ခုထီတော့ကိုလှုပ်ခဲ့တယ်ပေါ့နော်ကိုမလှုပ်နိုင်တဲ့ဟာကြီးလည်းကိုမလှုပ်ခဲ့ဘူးပေါ့ရိုက်ကွန်းရဲ့လူတွေပဲသိပါတယ်လို့ ဘတချို့ကလည်းမလုပ်ဘူးလေနေခိုင်းနိုင်တော့လည်းမလုပ်ဘူးအဲကိုလုံးသိမ်းမလုံးသိမ်းရတော့ကိုအုံနောက်ရှိရလေစဉ်းစားပြီးမှလုံးသိမ်းမလုံးသိမ်းတော့စဉ်းစားပါဒီကားလေးကိုလည်းကြိုက်တယ်ပြီးတော့ဘန်ကောက်မှာသွားရိုက်တယ်ခါခီကုံမလေးကုံကားလေးလည်းစင်းနေတယ်ဆိုပေမဲ့အဲမလှကြော်ဆိုတဲ့နေရာလေးကလည်းကောင်းတယ်အဲ့တော့အဲ့လိုနောက်ပိုင်းပေါ့အဲ့လိုလေးတွေရိုက်ရတဲ့အခါမှာလည်းကိုရွေးချယ်ပြီး character ပေးတဲ့ပုံမှာလည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ဟိုအရန်ဟာတာကြီးတွေမဟုတ်တော့ဘဲနဲ့သူ့နေရာလေးနဲ့သူပေါ့နော် ဆင်းများတာဆင်းနေတာမဟုတ်ဘဲနဲ့အဲတကယ် point နေရာလေးတွေမှာတနေရာလေးထားပြီးရတဲ့အတွက်ကြောင့်တော့လည်းအရင်ကျေးဇူးတင်ပါတယ်။ဝမ်းသာပါတယ်ဘာလို့လဲဆိုတော့လေဆုပြေလေးရနေလို့ငငယ်လေးမိုးညိုက်မဲ့ပြူရိုက်တဲ့ရလည်းလေမိုးလိမ့်နေတဲ့အချိန်မှာလည်းဆုပြေတို့ပါတယ်။ပြောဆုပြေတွေကအနေအထိုင်သိုသိတာတဲ့အနေအထိုင်ကတိမ်မွေတာအဲ့အတွက်ကြောင့်လည်းသူ့တံမိုးထားတဲ့သူနဲ့ရတဲ့အတွက်ကြောင့်လည်းရတော့ဝမ်းသာပါတယ်လေအမြဲပြောပါတယ်ဟိုအမှုပညာသမားတွေဒီတယောက်နဲ့တယောက်ဟိုချစ်ကြတယ်ယူကြတယ်ဆိုတော့ တကယ်တမ်းညာတို့တို့ကြည့်လိုက်လို့ရှိရင်တို့မျက်နာမှာဟန်ဆောင်မှုရမ်းကင်းတယ်တကယ်ချစ်ချင်းမြတ်တာတွေပေါ်လွင်တယ်လို့လင်ရတော့ထင်တယ်အဲ့ဒီတော့ကြောင့်အိုအောင်ဝင်းရောက်ပေါင်းအောင်ပါစေလို့ဆင်းဆုတောင်းပေးပါတယ်ဒီချောင်းတဲ့တောင်နောဖြစ်တာနော်ဟိုဟိုအေးတို့အေးအဲ့လိုဖြစ်နေတာဆိုတော့ချစ်ရမယ့်သူလက်ထပ်ရမယ့်သူကတယောက်တည်းဖြစ်ခဲ့တဲ့အခါကျတော့အကန့်ကျွန်မမင်းကလေးတွေအတွက်အိမ်မက်ပဲလေအဲ့လင်းလဲအဲ့လိုအိမ်မက်ရှိရဒါပေမဲ့မပြေလာဘူးချစ်ရတဲ့သူကတယောက်တည်းလေချစ်ရတဲ့သူနဲ့လက်ထပ်တယ်လို့ပြောတော့ကျမတို့ကချစ်ရတဲ့သူတွေကများခဲ့ပြီဆိုတော့လက်ထပ်တဲ့သူကလည်းများနေပါပေါ့ ပတ်ချက်ရမဲ့သူနဲ့လက်ထပ်ရမဲ့သူတယောက်တည်းလေကျမတို့ကချစ်ခဲ့တဲ့သူတွေကအများကြီးဆိုလက်အဲ့လိုမျိုးလားဆိုလက်ထပ်ရမဲ့သူတွေလည်းအများကြီးပဲလေနော်မမရဲ့အဲပြောပြပါအောင်အမေနောက်တစ်ခုလေဆိုပြရလေဟာသူတခါ LinkedIn အခုသူဒီပွဲလေးတွေဆိုသူ့ကို shooting လိုက်တဲ့ makeup ဆရာလေးကိုသူလိမ့်တယ်အဲ့တခုလေအမှန်တိုင်းပြောရင်အမှန်တိုင်းပြောမယ်နော်ဟိုဆိုပြလိမ့်တဲ့ makeup ဆရာလင်းအဲကြားဘူးတယ်ပေါ့နော်မခင်ဘူးဒါပေမဲ့ အဲ့စိတ်ဓာတ်ကိုတော့လင်းလေးစားတယ်။ဘာကြောင့်လဲဆိုတော့အဲနာမည်ကြီးတဲ့လူနဲ့ဟိုမှဖြစ်ဘူး။သူ့ရဲ့သူ့ကိုနင့်နာခံပေးတယ်။ရှူတင်နေမှာလိုက်ပေးတယ်။မိတ်ကက်ဆရာတယောက်ကိုဘာပြောသူတကယ်မင်္ဂလာယူတဲ့အချိန်မှာတကယ်ဟိုဒီသူ့ကိုနေရာပေးတဲ့အတွက်ကြောင့်ဘာပြောမရဲဆိုပြီးသူစဉ်ဟိဝင်ရဲ့မင်္ဂလာဆောင်ဆိုရင်ဒိန်းကျင်နဲ့မိတ်ကက်ဆရာတွေကအများကြီးမှမှသူ့ကိုတကယ်ကိုအနင့်နာခံပြီးတော့နှိရှိလာများလိုက်ခဲ့တဲ့မိတ်ကက်ဆရာကိုပေးလိမ့်နေဆိုတော့ကဒါတောင်းတောင်းစိတ်နဲ့တော့မရအောင် အဲ့ဒါတော့သူ့ကိုရန်ဟိုဖြစ်တယ်ချီချူးပါတယ်သမီးကိုသားငယ်ရုပ်ရှင်စာရေးတော့လင်းပလဲဝင်းကိုလိုက်တဲ့အချိန်ကိုသားငယ်စားပြီးတော့မင်းသား16နှစ်နဲ့လားမသိဘူးဟိုစတဲရှိချစ်ဖို့ကောင်းတယ်နော်သူမျက်နှာလေးကဟုတ်ဟုတ်လိုက်တယ်အေးအေးရဲ့အေးရဲ့လူငယ်တို့လေးစစ်တက်တဲ့ဒါကတော့သူတို့ဖူးစာပါပဲလူတွေကတော့ဖူးစာပါလာရင်မင်းသားရဲ့မင်းသမီးရဲ့မမဟုတ်ပါဘူးပူစာပါလာတယ်ရေဆက်ပါလာတယ်ပထန်းဆက်ပါလာရင်တော့ဒါချစ်ချခင်ကြဆုံမကြတာတော့မင်္ဂလာတပါးပါပဲ။နေရတော့ဝမ်းတာပါတယ်လို့ မျိုးသမီးတိုင်းမျိုးသမီးတိုင်းရဲ့အိမ်မက်ပါပဲအဲ့ဒီအတွက်ကြောင့်မျိုးသမီးရဲ့မက်ခွင့်ရှိတဲ့အိမ်မက်ကိုသူတကယ်အကောင့်တဲပေါ်နိုင်ရတဲ့ကြောင့်စိုးပြေကိုလည်းဒီနေရာကနေဝမ်းသာပါတယ်လို့